မီပရိုမိုရှင်တော့နာမည်တူတူပဲဒါပေမဲ့ brand တော့မတူလက်ရှိ market မှာနေရာဝင်ယူထားတဲ့ဒေါင်းရောင်ဆောင်တဲ့တိရုပ်တကားလေးတောင်ရှိတယ်။အဲ့ဒါကတော့ Xiaomi Sami Promise ပါ။ Xiaomi က Xiaomi 50 50 Ultra ဆိုရဲ line up ကနေ60ကိုကျော်ပြီး70 70 Pro 70 Pro Max ဆိုပြီးတော့နာမည်ပြောင်းပြီးတော့ထုတ်လိုက်ပါတယ်။အဲ့ဒါတွေမကသေးဘဲနဲ့သူ့ရဲ့ design ကိုပါ Hyper Island ဆိုပြီးတော့မှနာမည်ပြောင်းတက်ထားတာပါ။ပြီးတော့သူတို့ product တွေကိုစပြီးတော့ရောင်းတဲ့ချိန်တော့လဲ showroom မှာတန်းစီဆောင်းရတာတွေဝင်နေကြွာတွေအကုန်လုံး up နဲ့တစ်ထရာတည်းတူအောင်လုပ်ထားတာမြင်သာပြောရင်ကွာဟို Apple Family တွေကိုစွန့်ဝင်တိုးခြင်းတဲ့ပုံစံမျိုးဖြစ်နေတာထားပါ copy paste လုပ်တာပြဿနာမရှိဘူးဆိုရင်ပဲ Hyper OS 3မှာ Apple ရဲ့ ecosystem တွေကိုဝင်ဖို့အတွက်ခြေလန်းစနေတဲ့ပုံစံမျိုးမြင်နေရတယ်ဘလို့ဒီတော့ခြေလန်းစထားလဲဆိုတော့ iPhone နဲ့ MacBook ချိတ်ပြီးတော့မှ screen mirroring လုပ်လို့ရတယ်လို့မျိုးပဲမီဖုန်းတွေနဲ့ပါ mirroring လုပ်လို့ရတော့မှဖြစ်ပါတယ် ပြီးတော့ဒီ MacBook ရဲ့ fingerprint ကိုတုံးပြီးတော့မှ right ကိုဖုန်းကိုအဖွင့်ပိတ်လုပ်လို့ရတယ်လို့ဖုန်းထဲမှာရှိတဲ့ application တွေကိုလည်းဒီ multiple window တွေလုပ်လို့ရအောင်နဲ့မကဘဲနဲ့ full size တုံးလား red size တုံးလားကိုစိတ်ကြွေလို့ရတယ်ကိုလိုတွေမှာတကယ်လို့မီဖတ်ရှိရဆိုလို့ရှင်လဲမီဖတ်နဲ့ MacBook နဲ့ချိတ်ပြီးတော့ MacBook ရဲ့ external display ထုတ်နေလဲပါတုံးလို့ရတယ်တကယ်လို့မီဖတ်မရှိဘူးကိုထဲမှာက iPad ရှိရဆိုရင်တော့ iPad နဲ့ဒီဖုန်းနဲ့ချိတ်ပြီးတော့ ဖုန်းစကရိုမှာပေါ်နေရတဲ့အကုံလုံးကို iPad ကနေဓာတ်ရိုက် control လုပ်လို့ရတယ်။ဒီနေရာမှာတခုသဘောကျတာကကိုက Apple ရဲ့ ecosystem ကိုနားလည်သွားပြီဆိုရင် Android ပဲသုံးမှာ iPhone ပဲသုံးမှာစိတ်ကြရွေးချယ်ပြီးသုံးလို့ရတယ်။ပြောရမယ်ဆိုရင်ကွာ Samsung Mobile Wallet ကိုင်နေတယ်ဈေးလည်းအများကြီးမသုံးချင်ဘူး။ Apple ecosystem နဲ့သုံးချင်တယ်ဆိုရင်ဒီကောင်လေးရပါမယ်။ Just kidding. By the way contact တွေ photo တွေပြီးသွားရင် Wi-Fi password တွေ share လုပ်ချင်နေဆိုရင်လည်း iPhone နဲ့ Mi phone ချိတ်ပြီးတော့မှ touch to share နဲ့လုပ်လို့ရနေပါပြီ။ ဆိုတော့ကိုကမီဖုန်းချိန်တဲ့သူကလည်းမီကိုပဲဆက်သုံးလို့ရတော့ iPhone ချိန်တဲ့သူရဲ့ Apple fan တွေကလည်း iPhone ကိုဆက်သုံးလို့ရပါတယ်ဆိုတော့အခုကြည့်နေတဲ့သူတွေထဲမှာရောဘယ်လိုမြင်လဲဆိုတော့ကိုယ့်ရဲ့အမြင်လေး comment မှာပြောသွားပေးပါဦး right ပါ see you in next video